ကံမြို့ကပကံဝင်းဆိုတဲ့ဟိုတယ်လေးလိုက်ပြပေးပါမယ်။ဒီဟိုတယ်ကပကံညောင်ဦးမြို့ပြမှာရှိတာပါ။လေစိတ်နဲ့နီးသလိုကားကွင်းနဲ့လည်းနီးပါတယ်။ ဒီ hotel ကကြကြဝုံဝုံရှိပြီးတော့ facility တွေလည်းတော်တော်စုံပါတယ်အခန်းကတော့ရွေးချယ်စရာ၃မျိုးရှိပါတယ်6000ခွဲနဲ့9000ဝန်းကျင်မှာရှိရပါတော့ဒါကတော့ hotel ထဲဝင်လာတာနဲ့တွေ့ရမယ် hotel ရှေ့မျက်နှာစာနဲ့ parking area ပေါ့နော် parking area express car တွေတောင်မှ AC ထိုးလို့ရရပြအကျယ်ကြီးပဲပေါ့နော်ကြိုက်သလောက်အဝထိုးလို့ရဆိုတော့ကျွန်တော် reception နဲ့ lobby လေးလိုက်ပြပေးပါမယ်အခုကတော့ edge counter reception ကိုသွားနေရဖြစ်ပါတယ် အခုမြင်နေရတာကြီးကတော့ဒါ reception ပေါ့နော်ဒီဘက်မှာ lobby wide တိပဲနဝိုင်းရှိပါတယ်ဒီမှာပကံလန်းညော်မြေပုံလဲထားပေးထားတယ် ဒီဘက်မှာတဝိုင်းဟိုဘက်မှာတဝိုင်းရှိပါတယ်လော်ဘီတွက်ကအရင်ဆုံးကျွန်တော်ဟိုတယ်ကိုအကြမ်းဖြင်းပြပေးပါမယ်အခုမြင်နေရတာ gym room နဲ့အောက်ထပ်က professor ရဲ့နေရာပါဒီဘက်မှာမြင်နေရတဲ့အဆောက်အဦကတော့ဒါ superior အခန်းပေါ့နော်ဒီ superior အခန်းနေရာတော့6000ခွဲပေါ့နော်ပြင်ဒီဘက်အလယ်မှာမြင်ရတဲ့အခန်းနေရာတော့ deluxe အခန်းနေဖြစ်ပါတယ် deluxe အခန်းတွေကတော့9000ဝန်းကျင်မှာရှိပါတယ်ပြင်ဒီမှာ swimming pool နဲ့ဒီအနောက်ဘက်ကတော့ grand deluxe အခန်းနေဖြစ်ပါတယ် grand deluxe အခန်းနေရာတော့9000တသိန်းဝန်းကျင်ရှိပါတယ်ဆိုတော့ကျွန်တော်ဟိုတယ်ကိုတေးစိတ်လိုက်ပြပေးပါမယ်ကျွန်တော်တို့ဟိုတယ်ကိုစ ားဝင်လာတဲ့မြင်ရမဲ့ခန်းတွေကတော့ superior ခန်းတွေပေါ့နော်ဒါအပေါ်ထပ် အောက်ထပ်အကုန် superior ခန်းတွေဖြစ်ပါတယ် superior ခန်းတွေကတော့6တောင်ခွဲပေါ့နော် superior ခန်းနေတဲ့သူဒီ lobby ရဲ့အနောက်ဘက်မှာတော့ preferred buffet ဆားရနေအောင်တွေ့မြင်ရမှာဖြစ်ပါတယ် preferred buffet ကိုကျွန်တော်ပြီးမှပြပေးပါမယ်ဒီဘက်မှာ toilet လည်းပါပါတယ်ဗျ lobby ဆောင်းရင်းနဲ့ toilet တက်ခြင်းလည်းရှိပါဆိုတော့ superior ခန်းနေလိုက်ပြပေးပါမယ်ကျွန်တော်အပေါ်ထပ်တက်ပြပေးပါမယ် ခုမြင်နေရအားလုံးကတော့ superior အခန်းနေပေါ့နော်အခန်းကတော်တော်လေးကျင်းပါတယ်ဈေးကတော့6000ခွဲဆိုတော့ဟိုဘက်ဒီလက်စခန်းနေနေရှင်တော့ဈေးကတော့3-4000လောက်လောက်တက်တာမှာပေါ့နော်6000ခွဲဈေးကတော့ကျွန်တော်တို့အခါကြီးရက်ကြီးဈေးဖြစ်ပါတယ်ပုံမှန်နေ့ဆိုရင်တော့9000ဝန်းကျင်မှာပဲရှိမယ်ထင်တယ် အခါကြီးရက်ကြီးမဟုတ်ပဲကျန်တဲ့ရက်တွေလာမယ်ဆိုရင်တော့ဈေးတော်လေးတက်တာတာတွေးရမှာပါအခုပြပေးနေတာတွေက meeting room နဲ့ gym room ပေါ့နော်ဆိုတော့ကုမ္ပဏီဝန်ထမ်းတွေပါလာမယ်ဆိုလဲအဖွဲလိုက်လာမယ်ဆိုလဲအဆင်ပြေရဲ့ဗျဒါကတော့ gym room မှာကိုကြိုက်လို့ AC free ဆောလို့ရပါတယ် gym ပါတဲ့ hotel ရှာမယ်ဆိုရင်တော့ဒီ hotel ကတော်တော်လေးအဆင်ပြေ gym room ကနေဟိုဘက်မှာ swimming pool ကိုလည်းမြင်ရပါတယ်ဒါကျွန်တော်ညနေပိုင်းမှာရိုက်ထားတာပေါ့နော် hotel ကတော်တော်လေးကျယ်တာဗျကဲဆိုတော့ကျွန်တော်အောက်ဆင်ပြီးဆက်ပြပေးပါမယ် ဒါကတော့ professor ရတဲ့နေရာပေါ့ဗျာအခုမြင်နေရတာတော့ဒါ swimming pool ပေါ့ရေကူးကန်ရဲ့ဘယ်ဘက်မှာမြင်ရတာကတော့ deluxe room နဲ့ရေကူးကန်ရဲ့အနောက်မှာမြင်ရတာတော့ grand deluxe room တွေဖြစ်ပါတယ်အခါကြီးရက်ကြီးမှာဆိုရင်တော့9တောင်းဝင်းကျင်ရှိပါတယ်ဂျာရက်တွေဆိုရင်တော့9တောင်းဝင်းကျင်မှာပဲရှိပါတယ်ဒါက deluxe room တွေပေါ့နော်ဘက်တက်မပါတာလွင်ကျန်တာ grand deluxe room တွေနဲ့အလုံး feature တူတူပဲဗျာ deluxe room ရဲ့ရှေ့မှာတော့ swimming pool ရှိရပါတော့ကျွန်တော်တဲတာက deluxe room မှာဖြစ်ပါတယ်ဟိုမှာ gym room နဲ့အောက်ဘက်မှာ professor ရနေရာပေါ့နော်ကျွန်တော်အခန်းရင်မပြသေးပဲ swimming pool ရဲ့ play ေး ground ရဲ့ garden နဲ့ရဲ့လိုက်ပြပေးပါမယ်ဒီတစ်ပင်အောက်မှာရုတ်တရုတ်လေးချိတ်ထားရလဲတပုံရိုက်မယ်ဆိုအဆင်ပြေရဗျ swimming pool ရဲ့နေရာကလည်းတော်တော်လေးကိုကျယ်ပြောလို့ရတယ်။မိသားစုလိုက်လာမယ်ဆိုလည်းတိလာတော်တော်အဆင်ပြေရဲ့ဗျ။ထိုင်ရနေရာလည်းအကျယ်ကြီးပဲ။ဒီမှာထမ်းပင်လေးပါအစစ်ရှိလိုက်တဲ့အညာဒေသရဲ့ vibe ကတော့ပြေဝပဲ။ဒီမှာမိသားစုလိုက်လာမယ်ဆိုကလေးတွေအတွက်ရေကူးကန်အပြင် playground ပါရှိရဲ။ရေကူးမလားဆော့မလား AC ပဲ။မိဘတွေအတွက်လည်းထိုင်ရနေရာအများကြီးရှိရဲ့ဗျ။ ရေကူးကအနက်ကတော့အများဆုံး၄ပေခွဲ၅ပေလောက်ကနေ၃ပေလောက်ပဲရှိမှထင်တယ်။ရေကူးကအနောက်က building ကတော့ Grand Deluxe Room တွေဖြစ်ပါတယ်။သူကဘက်တက်ပါပါတယ်။ဒီခန်းတွေတော့ကျွန်တော်အသေးစိတ်မပြတော့ဘူးဗျာ။ရှေ့ရနေပဲရိုက်ပြလိုက်တော့မယ်။သူကဘက်တက်ပါတာလွဲရင်တော့ Deluxe Room နေနဲ့အတူတူပဲဗျာ။သူက hotel ရဲ့အနောက်ဆုံးမှာရှိရပါဘောနော်။ ြီးရင်သူ့ရဲ့ဒီရှေ့ဘက်နားမှာတော့ playground ပါကလေးတို့ကစားကွင်းပေါ့နော်ဒီဘက်မှာတော့ရေကူးကန်ဒါတော့ playground ကလေးစိတ်ကြိုက်ကစားဖို့အတွက်ဒီဘက်မှာတော့ garden နဲ့လူကြီးတွေထိုင်လို့ရမယ့်နေရာလေးလည်းထားပေးထားပါတယ် playground ကတော်တော် facility ကြီးစုံနေဗျဆော့စရာအများကြီးပဲကောင်းကောင်းမွန်မွန်တက်တက်ရက်လေးလည်းလုပ်ပေးထားတူရတယ် Okay ဆိုတော့ကျွန်တော်အခန်းလေးပြပေးပါမယ်။ဒါကတော့ကျွန်တော်အခန်းပေါ့ swimming pool ဘက်ကနေကြည့်မြင်ရမယ့် view လေး။ကြော်အသေးစိတ်လိုက်ပြပေးမယ်ဗျာ။ဒါကတော့ veranda ကနေလမ်းကြည့်မြင်ရမယ့်ရေကူးကန် view လေးပေါ့ဗျာ ဆိုတော့အခန်းလေးအတူကြည့်လိုက်ရအောင်ဗျာအပေါ်ထက်အောက်ထက်ရှိရဲအားလုံးခန်းနေရတော့အတူတူပဲဗျကျွန်တော်ခန်းကတော့အောက်ထက်မှာဒီဘက်မှာလည်းရှိရဲအပေါ်မှာလည်းရှိရဲညာဘက်မှာလည်းရှိရဲဆိုတော့ကျွန်တော်ခန်း106လားမသိဘူးဆိုတော့လက်ကြည့်လိုက်အောင်ကျွန်တော်ကသတင်းကျွတ်သွားတာဆိုတော့ဈေးကတော့တက်နေရဲကျွန်တော်9တောင်းပေးခဲ့ရတယ်ဗျကျွန်တော်ခန်းကနေလမ်းမြင်ရတဲ့အခန်းတွေကတော့ဒါ Grand Deluxe Room နေပေါ့နော်အာဘက်တက်ပါတာပဲကွာတာဗျဈေးကတော့9တောင်းဝန်းကျင်အတူတူပဲအာဂျာရက်တွေဆိုတော့9တောင်းပဲရှိရဗျဒီခန်းကအခုကတော့9တောင်းပေါ့နော်အော်ရောင်ပြီးတော့တော့မဖွင့်ပဲဝင်နေတော်လေးပြလာပါ ကဲဒါကတော့ deluxe room လေးပါကိုတောင်းပေးရတယ်ပေါ့နော်ကျန်တဲ့ရက်ဆိုတော့9000ပဲဘတ်တက်မပါတာလေးပဲရှိရပြကျွန်တော်ကတော့ grand deluxe room နေနဲ့တူတူပဲအခန်းကကျယ်တယ်အနက်သက်ကင်းတယ်တန့်ရှင်းတရမှုရှိတယ် bedroom ရေချိုးဥယုံပါတယ်မိခတ်တက်တာပါတယ်စားစရာ coffee ခေါက်ဆွဲချောက် tv အကုန်ပါပါတယ်တော်တော်ဆင်ပြေပြောလို့ရပြသူ့ရဲ့ဈေးနဲ့ဆိုရင်တော့အလုပ်လုပ်ဖို့စပွဲတွေရောပါတယ်ပြင်ဒီအပြစ်ဘက်မှာ veranda လေးရောပါတယ်ပြဒီမှာ ac ချီးလင်းလို့လို့လည်းရဒီမှာအပင်လေးကြီးရဆိုင်ဆိုင်ဆူဆူနဲ့ရေကူးကန်လေးရောမြင်ရတယ်မဆိုးပါဘူးဆင်ပြေပါတယ်ပကံမှာအရန်ပူလို့ ဟိုတယ်အပြင်မထွက်ချင်တော့ဒီဟိုတယ်မှာ AC နေရင်ကိုတော်တော်အဆင်ပြေပါတယ်အမောပြေရဲ့ဗျာသိရမလားဒါကတော့ toilet ပါ toilet လည်းတက်တက်ရှင်းရှင်းတက်တက်ရက်လေးရှိပါတယ်ဘာနဲ့တက်မှမရှိပါဘူးရေဝူရေအေးလည်းရပါတယ်အကုန်အဆင်ပြေပါတယ်ကဲဆိုတော့မနက်စာလေးစားလိုက်ကြမယ်ဗျာမနက်စာကတော့ဒီ reception ရဲ့အနောက်ဘက်ပေါ့နော်ရေကူးကမရောက်ခင်သားလေးမှာပါရေကူးကနေလမ်းကြည့်နေမြင်ရပါတယ်ဒီမှာမနက်စာလည်းသူ့အနေနဲ့သူဒေတာဆက်စာလေးလည်းထပ်ထားပေးရဲ့ဗျာတင်းနေတည့်လည်းမတူဘူးဗျာသူထားပေးရတယ်ပြောင်းလဲလေးရှိရဲ့ပေါ့နော် တော့ကြည်လာကြည်လိုက်တော့ဗျာကြက်ချင်ဆက်အတီရွက်ဆုံကြော်ကောက်ညင်ပေါင်းအကြော်ကြက်ဥကြော်ခောက်ဆွဲကြော်သမင်းကြော်မိုးဟင်ကားကြာဆိုင်ဟင်ကားအဆုံရှိပါတယ်မနက်စာရီလဲစားလို့ကောင်းပါတယ်ဒါကတော့ကြာဆိုင်ဟင်ကားပါမနေ့ကတော့မိုးဟင်ကားကျွေးတာပေါ့နော်ဒီဘက်ချမ်းမှာတော့ coffee နွားနုပေါင်မုတ်ကင်လိမ္မော်ဖျော်ရည်အတီဖရဲတီးတို့သခွားမွေးတို့ငပြောတီးတို့ရရပေါ့နော်ကိမ့်မုတ်လည်းရှိတယ်မနေ့ကဖရဲတီးကျွေးတာဒီနေ့ကတော့သခွားမွေးပေါ့နော် professor ဘောကအထဲမှာထိုင်လို့ရတယ်လို့အပြင်မှာလည်းထိုင်လို့ရပါတယ်အထဲမှာထိုင်ရင်တော့ aircon နဲ့အေးတာပေါ့အပြင်ဘက်မှာထိုင်ရင်တော့ garden view နဲ့ဒီ swimming pool တွေကိုမြင်ရမှာပေါ့ဗျာအပြင်ဘက်မှာတော့နည်းနည်းလေးတော့နေချိန်တာလေးတော့ရှိမယ်ပေါ့နော်ဆိုတော့ဒီလောက်ပါပဲအားလုံးပဲတိကျနာရှင် comment မှာမေးခဲ့လို့ရပါတယ်အားလုံးပဲ thank you so much guys